ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်မှာဖန်စီယာမီရဲ့132တန်းကျော်တက်မှုရှိမူရီစေဝါများထိန်းချုပ်ဓာတုပစ္စည်းများနဲ့ဓာတုဆက်ဆက်ပစ္စည်းများကိုမိရှုဖျက်ဆီးခြင်းနဲ့မြေမြုပ်ဖျက်ဆီးခြင်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။မူရီစေဝါနဲ့ဆေးကိုပြောင်းလဲစေတဲ့ဓာတုစေဝါများတိုက်ဖျက်ရေးကိုဌာနဆိုင်ရာများလုံခြုံရေးဖွဲ့စည်းတီတီရိုးရဲ့စူပေါင်းအားနဲ့စစ်စင်ရေးတရဲတပွဲတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး ေါ်ထုတ်ဖန်ဆင်းရမိတဲ့ဝေးရီစေဝါများကိုလည်းနိုင်ငံတော်အဆင့်အခမ်းအနားများဒေတာတွင်အဆင့်အခမ်းအနားများဖြင့်ဖန်ဆင်းရရှိကြောင်းဖြည့်ဆည်းရရှိကြောင်းသိရပါသည်။ အဲ့လိုဆောင်ရလျက်ရှိရာရန်ပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်တွင်ဖန်ဆီးရမိတဲ့မူရီဆေးဝါးများထိန်းချုပ်ဓာတုပစ္စည်းများနဲ့ဓာတုဆက်ဆက်ပစ္စည်းများအားရန်ပြည်နယ်ရဲတပ်ဖွဲ့မှူးချုပ်ရဲ့ညွှန်ကြားချက်အရဒေတာတွင်မိရှုဖျက်ဆီးခြင်းနဲ့မြို့မြို့ဖျက်ဆီးခြင်းခံနာကိုလိုရင်မလာရှိရဲ့နယ်ပိုင်းတွင်မူဆယ်မြို့ဆန်ဆော်ရက်ွက်မှာကျင်းပပြုလို့ရနယ်မြေကန်လုံခြုံရေးတပ်ဖွဲ့များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများ ခရိုင်မြို့နယ်စဉ်ဌာနဆိုင်ရာဝန်ထမ်းများနဲ့ဖိတ်ကြားထားသူများတယောက်ကြားကြောင်းသိရပါသည်။အခမ်းအနားတွင်မူဆယ်ခရိုင်မြို့ရေးစေဝါနှင့်စေကိုပြောင်းလဲစေသောစေဝါများအနေနဲ့တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌမူဆယ်ခရိုင်ရဲတပ်ဖွဲ့မှကမြို့ရေးစေဝါနှင့်ထိန်းချုပ်ဓာတုဆက်ဆက်ပစ္စည်းများကိုမိရှုမြေမြုပ်ဖျက်ဆီးခြင်းနှင့်ဆက်လျင်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။အဲဒီနောက်တရုတ်လာကြသူများကမိရှုမြေမြုပ်ဖျက်ဆီးမဲ့ဝိရေစေဝါများနဲ့ထင်းချုပ်ဓာတ်ပစ္စည်းများကိုကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။